အွန်လိုင်းဆယ်လီသမီးစိုးကိုပုံမှန်905ကကြီးနဲ့ထပ်မံအမှုဖွင့်ဖောင်စီဖောက်ဖြတ်ထားမှုကြောင့်အမှုထပ်တိုးနိုင်မင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းနိုင်ငံတွေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့အွန်လိုင်းဆယ်လီသမီးစိုးကိုပုံမှန်905ကကြီးနဲ့ထပ်မံအမှုဖွင့်ပြီးဖောင်စီဖောက်ဖြတ်ထားမှုကြောင့်အမှုထပ်တိုးနိုင်ကြောင်းတင်ပြပေးမှာဖြစ်ပါတယ်အွန်လိုင်းဆယ်လီသမီးစိုးခေါ်တက်ကူကူကိုလက်ရှိမှာတော့ပုံမှန်905ကကြီးနဲ့ထပ်မံအမှုဖွင့်ထားပြီး ပေါင်းစီပေါက်ပြတ်မှုကြောင့်လည်းလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကထပ်မံတရားစွဲဖို့ရှိနေတဲ့အတွက်အမှုထပ်တိုးနိုင်တယ်လို့ဒီဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါတယ်။တမီးဆိုးခေါ်တက်ကုတ်ကူကိုတက်ဆိုင်ရာလုံခြုံရေးအဖွဲ့ကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြီးခဲ့တဲ့အော်တိုဘန်လ12ရက်နေ့မနက်ပိုင်းကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီးစတင်ဖမ်းဆီးစဉ်ကစက်တော်ရေးဥပဒေပုံမှန်66ကာကြီးနဲ့အမှုဖွင့်ခံထားရခြင်းဖြစ်ပါတယ်။တည်င်းတွေရတော့ သမီးစုခေါ်တက်ကုတ်ကူကိုတိုင်ကြားခဲ့သူကဒေါ်အေတင်ကို ဖြစ်တယ်လို့သိရပြီးအော်တိုဝါ9ရက်နေ့ကပြင်ဦးလွင်မြို့မှာရဲစခန်းမှာပ115 2025စက်တွက်ရေးဥရီပုံမှ66ဂါဂျီနဲ့အမှုခွင့်တိုင်ကြားထားတာဖြစ်တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်လို့ဒေါ်အေတင်ကိုရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်းပနံပါတ်ရရှိပြီးနောက်သူမသည်ကျမတရားဆွဲဆိုခဲ့သောအမှုများဖြည့်ရှင်းခြင်းမပြုဘဲ ူမနိုင်ငံသို့ပြန်လည်ထွက်ခွာမျိုးစိုးရိမ်သောကြောင့်ကျမအမှုဖွင့်ခဲ့သည့်စကမ်းတွင်တူမအားပြည်ပထွက်ခွာခွင့်ပိတ်ပေးပါရန်တူမအားအမှုဖွင့်ခဲ့သောပနံဘတ်နှင့်အတူထပ်မံအမှုတွေတင်ခဲ့ပါတယ်လို့အော်တိုဝါလာ၁၄ရက်ကအစီအပေးရေးသားထားတာတွေ့ရပါတယ်။ဒါကြောင့်သမီးဆိုးခေါ်တက်ကူကူစတင်ဖမ်းဆီးစဉ်ကရန်ကုန်မြို့ရှိမင်္ဂလာတုံရဲစခန်းမှကနအူးထိန်းသိမ်းခဲ့တာဖြစ်ပေမဲ့မန္တလေးတိုင်းပြည်ဦးမြို့မှာရဲစခန်းမှာမှုဖွင့်ခံထားရတာဖြစ်တဲ့အတွက် အော်တိုဘာလ12ရက်နေ့ညပိုင်းမှာပဲပြင်ဦးနယ်ရဲစခန်းကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။သူ့ကိုဖမ်းတဲ့အခါအော်တိုဘာလ12ရက်နေ့ည10နာရီလောက်ကပဲပြင်ဦးနယ်ရဲစခန်းကသူ့ကိုလာခေါ်သွားတာ13ရက်နေ့မနေ့ပြင်ဦးလင်ကိုရောက်တာပေါ့ပထမတမှုကတော့66ကာကြီးနဲ့ဆွဲတယ်ဒုတိယတမှုကတော့905ကာကြီးပေါ့အဲ့ဒီနှစ်ခုကတော့လောလောဆယ်အတေးဖြစ်သွားပြီအော်တိုဝါ73ရက်နေ့မှာ905ထပ်တိုးလိုက်တာ ဒီဖြစ်စဉ်ကိုတရှိသူတယောက်ကပြောကြားခြင်းဖြစ်ပါတယ်။ပုံမှန်905ကကြီးထတ်တော်အမှုဖွင့်ခံရတာက follower တသိန်းလောက်ရှိတဲ့သူမရဲ့လူမှုကွန်ရက်ဖြစ်တဲ့ရွှေသက်အကောင့်နဲ့ပြည်ပနိုင်ငံမှာအလားကောင်ပစ္စည်းတွေလိုင်းလွင်ရောင်းချရင်မြန်မာနိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုဝေဖန်ပြောဆိုခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်လို့အော်တိုဘာလ14ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာလည်းနိုင်ငံတော်တင်ကြီးအေးချမ်းရေးကိုပြပြားစေရန်ရည်ရွယ်ကား လူမှုကွန်ရက်စာမျက်နှာပေါ်လှုံ့ဆော်ခြင်းဝါရဖြန့်ခြင်းတွေလှုံ့ဆော်ခဲ့တဲ့ရွှေတက် Facebook account ပါရှင်ဖြစ်သူရန်ကုန်တိုင်းတကောမျိုးတိမြောက်ပိုင်းအမှတ်46ရပ်ကွက်နေတက်ကုကုခေါ်တမီးစိုး45နှစ်ကိုပြင်ဦးနယ်မြို့မှာရစကန်မှာတရားဥပဒေနဲ့ညီဖမ်းဆီးထိန်သိမ်းအမှုခွင့်နဲ့အရေးယူဆောင်ရွက်လျက်ရှိတယ်လို့အသိပေးထားပါတယ်။ဒါပြင်သူမဟာအမေရိကန်နိုင်ငံသူဖြစ်ခံယူထားသူဖြစ်တာကြောင့်မြန်မာနိုင်ငံကိုရောက်ရှိနေစဉ်အတွင်း သူမှာတဲခုရနေရာတချို့မှာနိုင်ငံသားသားတွေအတွက်ဖောင်စီတိုင်ကြားမှုဆိုင်ရာလုံထုံးလုံနည်းတွေကိုလည်းပြက်ကွက်ခဲ့တယ်လို့သိရပါတယ်။သူကအမေရိကန်နိုင်ငံသားခံယူထားတာဆိုတော့လာဝကအပ်ဦးတွေရထက်ဆွဲဖို့လည်းရှိလာနိုင်တယ်။ဖောင်စီဖောက်ပြက်တာတွေရှိနေလို့ပါ။နေပြည်တော်ကအမရာဟိုတယ်ရဲ့မန္တလေးကထွန်းလဟိုတယ်အဲ့ဒီဟိုတယ်တွေမှာတဲခဲ့တော့ကဖောင်စီဖြည့်ခဲ့တာမရှိဘူး။ဒီတိုင်းမဲ့တဲခဲ့တာဖောင်စီဆိုတာကတော့ နိုင်ငံသားသားရောက်ရှိကြောင်းသတင်းပေးပို့ခြင်းဖောင်စီအရေဘဲ report ဟာတအူးဒါမှမဟုတ်အဖွဲလိုက်နိုင်ငံသားတွေမြန်မာနိုင်ငံကိုရောက်ရှိလာပါက၎င်းတို့ရောက်ရှိမှုကို24နာရီအတွင်းတာဝန်ရှိသူကမိမိနေထိုင်ရာမြို့နယ်ရှိလာဝကဦးစီးဌာနကို ဖောင်စီနဲ့တိုင်ကြားပေးရမှာဖြစ်တယ်လို့သိရပါတယ်။အဲဒီတော့တမတ်ဥပဒေအရသူကသူရောက်တဲ့နေရာတိုင်းမှာဖောင်စီဖြစ်ရမယ်။မဖြစ်ဘူးဆိုရင်တော့နိုင်ငံသားတယောက်အနေနဲ့ ပေါင်းစီဖောက်ဖြတ်တာပေါ့ပုံမှန်73ကကြီးနဲ့တရားဆွဲဆိုနိုင်ပါတယ်လို့ဒီဖြစ်စဉ်ကိုသိရှိသူကပြောပါတယ်မြန်မာနိုင်ငံတွင်းကိုတရားဝင်နိုင်ငံကူးလက်မှတ်နဲ့ဝင်ရောက်နေထိုင်တဲ့နိုင်ငံသားတယောက်အနေနဲ့တဲခုတ်ရနေရာတိုင်းမှာရောက်ရှိခြင်းအစီရင်ခံစာဖောင်စီကိုမဖြစ်မနေပြုလုပ်ရမှာဖြစ်တယ်လို့သိရပါတယ်အစိုးရမှ ဖောင်စီပြုလုပ်ထားခြင်းရှိမရှိ လာရောက်စစ်ဆေးမေးမြန်းတဲ့ခါမှာလဲဖောင်စီပြနိုင်မှသာတရားဝင်နေထိုင်ခြင်းအဖြစ်သတ်မှတ်ရမှာဖြစ်တယ်လို့သိရပါတယ် နိုင်ငံသားအနေနဲ့ဖောင်စီပြုလုပ်ထားခြင်းမရှိပါကအစိုးရကပေးတဲ့ဥပဒေပြဋ္ဌာန်းတော်၎င်းငွေတန်းတော်၎င်းဒဏ်ရလုံးကို၎င်းကြားခံရမှာဖြစ်တယ်လို့သိရပါတယ်။အဆုံးထိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြရီဝေးကွာကြပါစေဗျာ။